ခွိုင်နောနီယာကနဦးတင်းတော်မှာနမတိကကျွန်တော်တို့ဩဝါဒခိုင်ခိုင်မာမာနဲ့တွာလာတာရှိတယ်ဒုတိယခုကကျတော့မိတ္တရာပြုခြင်းမှာအမတန်မှခိုင်မာတာဖြစ်တယ်မိတ္တရာပြုခြင်းမှာဒါအယံကို strong ဖြစ်တယ်ဆိုတာပြောပြရတတိယတစ်ခုကိုကျွန်တော်ပြောခြင်းနဲ့ဒီမှာပြင်ထားတဲ့ slide ကနဲ့ကြော်ပြီးတော့ပြောအဲနော်လည်းတွာခြင်းကဲ အခုမိတာရပြီးသွားတဲ့ခါမှာ watch နမတေက strong in doctrine strong in အာ fellowship နမတုံးကကြတော့ strong in အားလုံးပြော strong in worship 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 ဆိုတာကကိုယ်ွယ်ဝတ်ပြုခြင်းထဲမှာကျွန်တော်တို့ပါဝင် နော် strong in worship ကိုယ်ွယ်ဝတ်ပြုခြင်းထဲမှာပါဝင်ရောက်ရှိနေဖို့အင်မတန်အရေးကြီးပါတယ်အဲ့ဒီကိုယ်ွယ်ဝတ်ပြုခြင်းထဲမှာကျွန်တော်တို့ fellowship ပါတယ် doctrine တွေအဲ့ဒီကိုယ်ွယ်ဝတ်ပြုခြင်းထဲမှာဒါစိတ်ဆက်ပြီးပါလာအဲ့တော့ဒီမှာအကြောင်းအရာတစ်ခုကိုကျွန်တော်နည်းနည်းလေးနော်ဒါဦးစားပေးပြီးပြောခြင်းလေဒါကပါလဲဆိုတော့ပွဲတော်မင်္ဂလာအကြောင်းကိုပြောခြင်းပွဲတော်မင်္ဂလာမုံစားခြင်းမုံဖဲ့ခြင်းပေါ့နော်အတင်းတော်မှာပါဝင်ရောက်ချက်ချင်းမှာဒီပွဲတော်မင်္ဂလာမရှိလို့မဖြစ်ဘူး ဲ့တော့ဒီမှာတော့ကျွန်တော်ယုံကြည်တယ်တလမှာတစ်ချိန်အနည်းဆုံးပွဲတော်မင်္ဂလာစားကြမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့တော့ပွဲတော်မင်္ဂလာကကျွန်တော်တို့တဲ့နော်ဒါအပတ်တိုင်း fellowship ပါဝင်တဲ့ဟာကလည်းကောင်းချီးဖြစ်တယ်ဒါပေမဲ့ဒီမှာကျွန်တော်မိမောင်းထိုးပြီးတော့ခုန strong in worship ဆိုတဲ့နေရာမှာဒီမှာချီးမွမ်းခြင်းကိုယ်ဝယ်ခြင်းတွေဒါ worship ထဲမှာပါတယ်နောက်ကပတ်တော်ကြားနာခြင်း worship ထဲမှာဒါပေမဲ့မုန်းဖဲ့ခြင်းဒီမှာပါတယ်တမန်တော်နှစ်40နှစ်ထဲမှာ အပေါင်းတင်ဖွဲ့ခြင်းပြီးရင်ဗာလေမုံဖဲ့ခြင်းကနဦးတင်းတော်မှာပွဲတော်မင်္ဂလာကိုဘယ်လိုစားလဲဆိုတော့စုဝေးပြီးတော့စုတောင်းစီဝေးပြီးတဲ့အခါတိုင်းမှာဆောနာကအောက်မှာကျွန်တော်တို့နော်အာရပါစားတော့လို့အဲ့ဒါကသူတို့တွေ့ပွဲတော်မင်္ဂလာအခုကျွန်တော်တင်းတော်မှာတော့ပွဲတော်မင်္ဂလာကမုံနဲ့ခွက်တေးတေးလေးတစ်လုံးစီပေါ့နော်ဒါယူပြီးတော့မှသုံးဆောင်ကြအဲ့တော့ဒီပွဲတော်မင်္ဂလာကိုကျွန်တော်ဘာလို့ပြောချင်လဲဆိုတော့ဒီ ပွဲတော်မင်္ဂလာကအယံကိုနှက်နေပါလေတချို့ပြောတာကဒီဟာကဘုရားရဲ့အသွေးတော်နဲ့အသားတော်ဖြစ်တဲ့တချို့ပြောတာကဝိညာဉ်ထဲမှာကျွန်တော်နဲ့ခရစ်တော်ကအတူလာစားတယ်တချို့ပြောတာကတော့เนาะကျွန်တော်စားပြီးတဲ့အခါမှာခန္ဓာကိုယ်ထဲမှာဘုရားရဲ့အသွေးတော်နဲ့အသားတော်ဖြစ်သွားတယ်အဲအမျိုးမျိုးပေါ့အဲ့လိုခံကြတယ်အဲ့မဲ့တေးကြတာတခုကတော့ဒီပွဲတော်မင်္ဂလာခံယူခြင်းကယေရှုခရစ်တော်နဲ့မိသားစုပြုပြီးတော့မုံနဲ့ကိုယ်ခန္ဓာနဲ့အသွေးတော်ကိုဆက်ဆံခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်အားလုံးခံတယ် 为了个，将侬申报出来，侬奔上进得苦头那么好，这小孩不要了，侬又有奔上进嘛，又有奔上进嘛，后面的压力就苦头来嘛好不好？但我也告你爸哩说，侬将侬那那那干啥？啊，将侬门牌子，门个一十块多钱。 အသားတော်ကိုပုံဆောင်တာကိုချိုးဖဲ့ခြင်းပုံဆောင်ခွက်ကြတော့ယေရှုခရစ်တော်ရဲ့အသွေးတော်ပုံဆောင်တာဟုတ်တယ်နော်ဒီချမ်းချက်လေးကိုအတူကနည်းနည်းလေးကျွန်တော်ဘောပေါ့သွားခြင်းနဲ့ရှင်လူကာခရစ်ဂန်ကြီး24ကိုတစ်ချက်လောက်အသိုးပေးပါဦးရှင်လူကာခရစ်ဂန်ကြီး24ကိုရှာကြရှာကြအောင်လူကာခန်းကြီး24အပိုင်ငယ်29ပေါ့ ဒါဆောနာကနော်မုံဖဲ့ခြင်းဆိုတဲ့အပိုက်ထဲမှာကျွန်တော်ဒါမိတ္တရအထဲမှာပါတယ်ရှင်လူကာခေတ်ခန်းကြီး24အပိုက်ငယ်29ကနေကျွန်တော်ကြည့်မယ်ဆိုရင်အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီမှာတို့တူတို့ကကျွန်ုပ်တို့နဲ့တူဝင်ရနေပါညဥယံချင်ရှိပြီမိုးလဲချုပ်ပါပြီဟူ၍ 高桥的聂省部人员高桥拍照没去过，都讲高桥的官场没的，都没腐败啊。OK。 ရစ်တော်ကအသေးခံပြီးတော့ရှင်ပြန်တားမြောက်ပြီးတဲ့နောက်မှာတပည့်တော်နှစ်ယောက်ကအဲ့ဒီရှင်ပြန်တားမြောက်တဲ့တဲ့င်းကိုကြားပဲကြားဒါပေမဲ့သူတို့ကဟာတယ်အေးပေါက်တာဖြစ်အေးပေါက်ရွာကနေယေရုရှလင်မှာသူအပတ်တခါပွဲလာပါတာပါပြီးတော့လမ်းမှာပြန်သွားနေတဲ့အခါမှာဒီတပည့်တော်နှစ်ယောက်ကနော်တယောက်နဲ့တယောက်ပြောဆိုနေကြတယ်ဆောနာကယေရုရှလင်မှာပရောဖက်ဆိုတဲ့ယေရှုဖျားက ော်အသေးခံနဲ့ရှင်ပြထောက်မြောက်တယ်ဆိုတော့သူတို့ချင်းချင်းဆွေးနွေးနေကြတာကလောဖာနဲ့သူ့ရဲ့မိတ်ဆွေလို့ပြောတယ်ဒီနေ့ရောက်ပြောပြီးတော့မှသွားနေကြတဲ့လမ်းကြီးမှာတဲ့ရုတ်တရက်လူတစ်ယောက်ကပေါ်လာလူတစ်ယောက်ပေါ်လာပြီးတော့အဲ့ဒီလူကသူတို့နဲ့တလန်းလုံးလမ်းလျှောက်ပြီးစကားပြောတာယေရှုဖြစ်ကြောင်းသူတို့ကမသိဘူးကျမ်းစာမှာပြောတာကမျက်စိချုပ်နေတယ်လို့ပြောမျက်စိချုပ်လျက်ရှိတယ်ဒီယေရှုခရစ်တော်ကသူတို့နဲ့စကားလာပြောတာမမြင်ဘူးမတွေ့ဘူးပေါ့ ဒါပေမဲ့သစိမ်းတယောက်လိုပဲသူတို့ကစကားပြောပြီးတော့သွားနေသူချတာကရွာကိုရောက်ခါနီးအိမ်ကိုဝင်ခါနီးမှသူတို့ဘာပြောအထဲကိုလာပါဆိုပြီးတော့ကြက်ကြက်သွေးဆောင်ပြီးတော့အဲ့ဒီဧည့်သည်ကိုအိမ်ထဲကိုဖိတ်တယ်ဖိတ်တဲ့ခါမှာသူတို့ထူချတာတခုလုပ်တယ်အဲ့ဒါကဘာလဲဆိုတော့ပွဲတော်စားတာမုံကိုဖဲ့ပြီးတော့မှနော်ဆောနာကစပိရီကိုတောက်ဖို့အတွက်သူတို့ပြင်တဲ့ခါကြတော့ 佮多过来，我蒙牌被追咧。哎、哦，拉我啥比咧？拿麻将拉吧个，咕佬撇子阿姆把咧，陪佬们赌罗里把咧，梅西，不认得伊，阿爸伊个，懂啥地方？赌罗阿梅西不认得来，阿姐嘛，阿佬为尼讲你把啷把啦？陪佬撇，拿蒙牌去，每打拉表去，我阿拉看去，哎，你妈撇阿都给我把咧，是拉我打天下耍撇。 စောနာကမျက်စိချုပ်နေတဲ့ဒီတပည့်တော်နှစ်ယောက်ကယေရှုခရစ်တော်မုံဖဲ့ပြီးတော့မှသူတို့ကိုကျွေးတဲ့အချိန်မှစပြီးမျက်စိပွင့်လာဝိညာဉ်မှာကောင်းကြီးပါတယ်ဆိုတဲ့သဘောပေါ့နော်ကိုတော်ဖြစ်ကြောင်းကိုသိတယ်တလန်းလုံးစကားပြောပြီးလာတာကိုတော်ဖြစ်ကြောင်းသူတို့ကမသိသေးဘူးအခုကိုတော်ဖြစ်ကြောင်းသိသွားတာမျက်စိပွင့်လာ ဲ့တော့နောက်ဒီနောက်မှာပါပြောထိုအခါကိုတော်ဒီ꿰တော်မူ꿰တော်မူဆိုတာကိုတော်ကပျောက်꿰သွားတာကျမ်းစာမှာအဲ့လိုပျောက်꿰တာကကိုတော်လည်းပျောက်꿰တယ်နောက်တယောက်ရှိတယ်တင်းထောက်တယောက်ရှိတယ်နော်အဲ့လိုပဲရုပ်တရက်နော်ဖိလစ်ပိဆိုတဲ့တင်းထောက်ကြီးပေါ့နော်သူကအက်သီယိုပီးအမတ်ကိုအေဝင်ကလေးဟောပြောပြီးတော့မှရေကိုတွေ့တယ်အသက်တာပြောင်းလဲတယ်ဒီမှာရေနှစ်ချင်းမင်္ဂလာ ခံယူရအောင်ဆိုပြီးအောက်ဆင်းပြီးတော့မှသူ့ဗတ္တိဇံပေးပြီးတဲ့နောက်မှာရုတ်တရက်ကြီးပါလဲဆိုတော့ဒီတင်းထောက်ကြီးကပွဲသွားတယ်လို့ပြောပျောက်ဖះသူ့เนาะဒါ transport ဖြစ်သွားတာပေါ့เนาะဟိုရုတ်တရက်ကြီးပျောက်သွားတယ်အဲ့တော့ယေရှုဖះကအဲ့မှာပွဲတော့ဒါပေမဲ့သူတို့ပြီးလိုက်တာတခုကမုံဖဲ့ပြီးတော့စားပြီးတဲ့နောက်မှာခရစ်တော်ဖះဖြစ်ကြောင်းကိုရှင်းရှင်းလင်းလင်း ဝิญญဉ်သဘောနဲ့သူတို့အဲ့ချိန်မှာသိလာတာရှင်းပြီ။ဒါကြောင့်ဒီနေ့အတင်းတော်မှာမုံဖဲချင်းကောင်းကြီးကလည်းဒါပြောမင်းလားကြောက်တယ်ပိတာရာပြည့်ရှင်လေးမှာပေါ့ဒါအမတန်ပါဝင်မှုတည်တယ်ဆိုတဲ့ဟာ။ဒါကြောင့်အဲ့ဒီမုံဖဲချင်းမှာကောင်းကြီးမင်းမှာရှိတယ်။ဝิญญဉ်မှာပါတော့မျက်စိတော်မှာပွင့်နေလား။ပြီးရင်မုံကကိုယ်တော်ရဲ့ခန္ဓာဖြစ်တဲ့အတွက်ချုပ်ဖဲ့တော့ခန္ဓာကကျွန်တော်ချမ်းမှာခြင်းဖြစ်တယ်လို့တော့ပြောတယ်။ဒါကြောင့်ဘာလို့ဆိုတော့ဒံချက်တော်အဖြစ်တင်လို့ဒီ အနာပြောက်လည်းရှိတယ်ဒီမှာကျမ်းမှာခြင်းလည်းပါတယ်ပေါ့နော်ပိုင်ငယ်30နှစ်ထဲမှာတပဲ့တော်တို့ကလည်းလန်ခီနိုင်ငါတို့နဲ့ဟောပြော၍ကျမ်းစာအ낵ကိုဖွင့်ပြတော်မူသောအခါငါတို့စိတ်နှလုံးသည်ယိုဖိတ်မတက်ဖြစ်ယိုဖိတ်မတက်ဖြစ် ခရစ်တော်ဖြစ်ကြောင်းကိုတော့မျက်စိနဲ့သူတို့ကမမြင်သေးဘူးဒါပေမဲ့ကျမ်းစာကိုနားထောင်ပြီးတော့ခံယူလိုက်တာနဲ့ခရစ်တော်ဖွင့်ပြတဲ့ကျမ်းချက်တွေကအားလုံးဘာလို့ဆိုဟာဟုတ်တာပဲစိတ်ထဲမှာတုတ်ထိတယ် excited ဖြစ်ဖွင့်ပြချက်တွေအားလုံးကယေရှုဖျားအကြောင်းကိုတစ်ချက်ချင်းဓမ္မဟောင်းမောရှိကာလကနဲ့သူကပြောတာပညတ်တော်နော်ဒီပညတ်ကျမ်းကနဲ့လို့ပြောပညတ်တိကျမ်းဆိုတာမောရှိကျမ်းပညတ်တိကျမ်းကနဲ့အနာဂတ်တိကျမ်း အားလုံးကိုခရစ်တော်အကြောင်းရေးထားတဲ့အကြောင်းအရာလေးတစ်ချက်ချင်းပေါ်ပြသူတို့စိတ်ကယိုဖိတ်မတက်ဖြစ်ယိုဖိတ်မတက်ဆိုတာကကြားတဲ့နှုတ်ကပတ်တော်ဖွင့်ပြတဲ့အ낵တွေကဘာဘာဖြစ်လဲဆိုတော့သူတို့အတွက်ကတီဆောက်เสียရတယ်အသက်ဆန်းနေဖြစ်ဟာဟုတ်တာပဲအဲ့ဒါကခရစ်တော်နော်ပေါ်ပြတာအဲ့တော့စောနာကဝိညာဉ်ကောင်းကြီးရတဲ့အတွက်မျက်စိပွင့်လန်းတယ် အခုကနှုတ်ကပတ်တော်ကိုပါလဲဆိုတာနားလေရတဲ့အခွင့်ရဒေါက်ထရင်ပေါ့အဲ့မှာဩဝါဒကိုပါလဲဆိုတာခရစ်တော်ပြောတဲ့ဩဝါဒကိုသူတို့ကအဲ့မှာနားလေရတဲ့အခွင့်ရဒီပွဲတော်မင်္ဂလာထဲမှာအဲ့ဒီကောင်းကြီးတွေကပါနေတယ်ဆက်လို့ရှစ်ထဲမှာပါဝါရှစ်ထဲမှာပါလဲပါနေခရစ်တော်ကိုလည်းမြင်တယ်ပြီးတဲ့အခါမှာတမန်ကျမ်းစာကိုနားလေပြီးတော့တီးရှိရတဲ့အခွင့်ကိုပို့ပြီးတော့ရတယ်နောက်ဆုံးတစ်ချက်ကပါလဲဆိုတော့ထူးခြားတယ်နော် ပိုက်ငယ်33မှာထိုတပဲ့တော်နှစ်ယောက်တို့ဒီဆနာကလောဖားနဲ့သူ့ရဲ့နော်လာမိတ်ဆွေသူ့အမျိုးသမီးလည်းဖြစ်နိုင်တယ်သူ့မိတ်ဆွေလည်းဖြစ်နိုင်ပိုက်ငယ်33မှာထိုတပဲ့တော်နှစ်ယောက်တို့ဒီတဲ့ချက်ချင်းထား၍ဟာဒီမှာပင်မမီးရောက်လာတဲ့ဟာကိုနော်လာကြောမမှုနေတော့ဥပမာเยรูซาเล็มကနဲ့အေးမောက်ရွာကိုတွားတာက မိုင်တိုင်း9တိုင်းဆိုဒီဟွာပေါ့10မိုင်10မိုင်လောက်ဝေးတယ်လို့ပြောတယ် 三麦老为了开一个燃烧多比罗药药店，伢没抽，爷母老妈没抽药的不，某拍比罗妈发露西喽，阿老白忙看比罗发露西喽，只喽，等伢弄老老比罗伢些奶些么囊，老老比罗妈等恁个奶奶嘛，等恁个发露西老在露西嘞，所以呢，只喽，他给拉淘的么囊，拉嘛淘，我讲阿哩。 အဲ့လိုယုံကြည်သူတွေကဘာလဲဆိုတော့ကနဦးကကလောဖားနဲ့သူ့ရဲ့မိတ်ဆွေကအဲ့လိုပုံစံလုပ်ခဲ့တယ်။တညလုံးလမ်းလျှောက်တယ်ဆိုတာပင်ပန်းတယ်ဗျာနော်။ယွာဘက်ကိုလမ်းလျှောက်ပြီးပြန်လာ။မိုးချုံမအိမ်ကိုရောက်တယ်ဗျာ။အဲ့ဒီမှာဖယ်လိုရှစ်ပြန်လုပ်တယ်။မိတ္တာရာကအဲ့ဒီလောက်အရေးကြီးတယ်ဆိုတဲ့သဘောပေါ့နော်။ဒါပွဲတော်ယူတယ်မုံဖဲ့တယ်ခရစ်တော်နဲ့မိတ္တာရာပြုတယ်။မိတ္တာရာပြုပြီးညံမျက်စိပွင့်လာတယ်ဝိညာဉ်မှာကောင်းကြီးခံစားပြီးတမန်တော်ကိုနားလည်လာ။အဲ့ဒီမှာမပြီးသေးဘူး။ 事情变大了，哪都嘛拿不不过来。啊，别妈咪，老内妈白多呀，我们后部，他搞得他比他妈，exactly 骗你了。眼珠心里没有变烂了，脑塞妈逼，难受。特别老东西嘛，多比他妈，快找个老东西嘛包了嘞，妈罗妹妹，叶修偏神经呢说阿妈，他妈叫侬特地，特么特地阿伯嘞，内个老妈稀的嘛。 ေကတယောက်မို့နှစ်ယောက်မို့တော့တော့ချင်တယ်အဲ့ဒါဆိုတော့တက်တေကတည်တကယ်လို့ကရောဖာကတယောက်တည်းပြန်ပြီးတော့သူ့မိမသွန်သူ့သူငယ်ချင်းနေခဲ့တယ်ဆိုတော့တက်တေကတည်ချင်မှတည်အခုကပါလေနှစ်ယောက်စလုံးထပြီးတော့ကိုညတွင်ချင်းတပည့်တော်တွေသွားပြောတာယေရုရှလင်မှာယေရှုရှင်ပြန်လာတကယ်မှအဲ့လို့ဆိုဒီမှာတက်တည်နေရောက်ကျွန်တော်တို့ဒီမှာအခုမှပဲရွာကနေလာတာကိုတော်နဲ့အတူနှုတ်ကပတ်တော်လေ့လာတယ် ကိုတော်ပြောတဲ့နောက်ကပတ်တော်ရှင်းပြချက်တွေကိုနားလည်ခွင့်ရတဲ့အပြင်ကိုကိုတော်ဖြစ်ကြောင်းကိုကျွန်တော်တို့ပွဲတော်မင်္ဂလာယူပြီးတော့မှမျက်ဝါးတင်နေမြင်ခဲ့တယ်။ဒါကြောင့်မို့ဒါကတက်တည်တကယ်မှန်ပါတယ်ဆိုပြီးတော့သူတို့ကတက်တည်တူ။အဲ့တော့အဲ့ဒီလိုပင်မနှောင်းနေခြင်းမရှိဘဲနဲ့ပြန်ပြီးတော့သွာလာနိုင်တာဒါကြီးမာတော့ကျမ်းမာခြင်းကောင်းကြီးဖြစ်တယ်။မိတ္တာရထဲမှာ မုံဖဲ့ခြင်းထဲမှာဝိညာဉ်မျက်စိပွင့်ခြင်းကောင်းကြီးရှိတယ်။နောက်ပါရှိလဲဆိုတော့တမာတရားကိုနားလေတက်တိကျွမ်းရတဲ့ကောင်းကြီးကအဲ့ဒီမှာပါတယ် fellowship ထဲမှာဒီမှာမိတ္တာရထဲမှာမုံဖဲ့ခြင်းထဲမှာပါတယ်။နောက်ဆုံးတစ်ခုကပါလဲဆိုတော့ကျမ်းမာခြင်းကောင်းကြီးလည်းရှိပါတယ်ဆိုတာကိုကျွန်တော်ပြောချင်တာ။အာမင်။ပင်မနာတော့ရှိတယ်။နွမ်းနယ်တာတွေရှိတယ်။ဒါပေမဲ့အဲ့ဒီထဲမှာခုနကကျွန်တော်တို့နော် အံ့ဩစရာဝိညာဉ်ကောင်းကြီးမျက်စိပွင့်လန်းခြင်းတမန်တော်ကိုနားလေတတ်ကြွနော်နားလေသိရှိခွင့်ပြီးတဲ့အခါမှာကျမ်းမာခြင်းခွင့်သုံးခုလုံးကအဲ့ဒီမှာပါနေတာအခုဒီလိုမိတ္တာရပြုတဲ့အထဲမှာအခုလည်းပဲနှုတ်ကပတ်တော်ကိုတင်လို့ကြားနေစင်မှာပင်တင်လို့ခန္ဓာကိုယ်ထဲမှာညောင်းညားတဲ့နော်ယာတွေအနာယောဂါတွေလည်းဖះကကုပေးနေမယ်ကြောင့်ယုံကြည်နှုတ်ကပတ်တော်နဲ့တန်ရှင်းလုပ်ပေးနေတယ် နားလေရတဲ့အခွင့်တမာတရားထဲမှာတည်ဆောက်ရတဲ့အခွင့်ကိုဘုရားကအခုပေးနေတာဖြစ်ဒါကြောင့်မို့ sound in doctrine စင်ကြယ်တော်ဩဝါဒအထဲမှာကျွန်တော်တည်ဆောက်တယ် strong in fellowship မိတ္တာရအထဲမှာကျွန်တော်တည်ဆောက်တယ်တတိယကမုံကိုဖဲ့ခြင်းအဲ့ဒီမှာပါတယ် worship ကျွန်တော်ပါတယ်ချီးမွမ်းကိုယ်ခွေခြင်းပါလို့ ပေးလူချင်းပါတယ်ပြီးတဲ့ခါမှာအထူးသဖြင့်တော့နှုတ်ကပတ်တော်ကိုကြားနာပြီးတော့ဒီမှာကျွန်တော်ပွဲတော်မင်္ဂလာပါနော်ခံယူခြင်းတွေဒီဟာတွေကကနဦးအတင်းတော်မှာတကယ်ကိုအတင်းတော်ကိုတိဆောက်ပြီးတော့မှနော်ဒါကနဦးအတင်းတော်ဆိုရင်တော့ကျမ်းစာကပြောတာဘသူမှအလုတ်တော်မလုပ်ကြဘူးအားလုံးနားပြီးတော့မှလာပြီးစုယုံပြီးတော့မှနော်ဒါဝေမြသုံးဆောင်ကြတယ်သူကမိတ္တာရာပြုကြတယ် အလဲဆုံးတော့ကျွန်တော်ဒီမှာတပတ်တစ်ချိန်ပေါ့နော်ဒါတနင်္ဂနွေနေ့မှာလာရောက်ပြီးတော့ဘာဆိုပထမနေ့ခရစ်တော်ရှင်ပြန်တဲ့နေ့လို့ပြောတော့ပထမနေ့ရက်မှာတပည့်တော်တွေကဒါတမန်တော်နောက်ပိုင်းမှာကြည့်မယ်ဆိုရင်တော့ပထမနေ့ရက်မှာသူတို့ဆုံတွေ့ဆုံတွေ့ကြတယ်ပထမနေ့ဆိုတာကသူတို့ဂျူးကလန်ဒါထဲကဥပုံနေ့နားတဲ့နေ့ပေါ့ဒါဓမ္မဟောင်းကဥပုံနေ့ရက်နောက်တနေ့ကပထမနေ့ဖြစ်တယ်အဲ့ဒီပထမနေ့ကအခုဆိုရင်တော့ Sunday ပေါ့ဗျာတနင်္ဂနွေနေ့ ခရစ်တော်ရှင်ပြန်ထမြောက်တော်နေ့ကိုရွေးပြီးတော့မှကနဦးအတင်းတော်ကတဲ့ကားနဲ့ယုံကြည်သူတွေကစုယုံပြီးတော့မှမိတ္တာရပြုကြဘူးပြုကိုယ်ဝေကြအဲ့ဒါကိုဒီနေ့ခရိယန်တွေတချို့ကတော့ဟာ Sunday ဆိုတော့ Sun God ကလာတာဒါနတ်ဖရားတွေကနဲ့ဆင်းသက်လာတဲ့အတွက် Sunday မှာ worship နော်ဝပြုကိုယ်ဝေတဲ့သူတွေကဒါနတ်ဖရားနဲ့ဒါစဉ်းစားမှုရှိရ Sunday မဟုတ်ဘူးစနေနေ့မှာဆိုတော့ Seven Day Adventist ကတော့အဲ့လို propose လုပ်တာဒါမှမဟုတ်ပါဘူး ကျမ်းစာမှာပြောတာကနဦးအသင်းတော်ကပထမနေ့ရက်မှာသူတို့တွေ့ဆုံကြတယ်ဝုပြုကိုပဲကြတယ်လို့ကျမ်းစာထဲမှာပြောလားစံကောကနဲ့ဘာမှမဆိုင်ဘူးနော်စန်ဒေးကသူကသူပထမနေ့ရက်လို့ကျမ်းစာမှာပြောတယ်အဲ့တော့တော့စန်ဒေးပြောချင်မှပြောမှာပေါ့ဒါမဲ့ပထမနေ့ခရစ်တော် ရှင်ပြန်ထားမြောက်တော့ဥပုပ်တော်နေ့လို့ပြောတယ်ဓမ္မဟောင်းတွေကနော်ဒါဥပုပ်တော်နေ့စနေနေ့ကိုပြောတာမဟုတ်ဘဲနဲ့ခရစ်တော်ရှင်ပြန်တော့ဥပုပ်တော်နေ့လို့ပြောလာတယ်ဒါကြောင့်မို့ ပထမနေ့ရက်စန်းဒေးမှာကျွန်တော်ဝုပြုကိုးခဲ့ကြတာဖြစ်နော်အဲ့ဒီလိုဝုပြုကိုးခဲ့ခြင်းစုတောင်းခြင်းကျွန်တော်ဒီမိတ္တာရပြုခြင်း worship လယ်မှာဘာရှိလဲဆိုတော့ဝိညာဉ်ကောင်းကြီးနှုတ်ကပတ်တော်ကောင်းကြီးကျမ်းမာခြင်းကောင်းကြီးအားလုံးကဒီမှာပါတယ်အဲ့ဒီအရာတွေထဲမှာအသင်းတော်ကိုတည်ဆောက်ပြီးတော့ဒီနေ့အေဝံဂေလိဒါနာမစ်ရှင်တွေ့ရောဒီမှာအခြေခံတာဖြစ်အာမင်အဲ့တော့ဒီနေ့နော်ဒီနေ့အတွက်ကတော့ ဒါဆုံးကိုပေါ့နော်ဒါရောက်လာပြီဒီလောက်ပါပဲကျောင်းတင်ဒီမှာ sharing ကတော့အများကြီးရှိတဲ့အထက်ကနေအစွမ်းသာကနော်ဒီစုတောင်းနိုင်ပြဇာလေးကိုတစ်ချက်လောက်အားလုံးတော့ပေါ့အားလုံးဒီမှာကြည့်လို့ရအောင်လေးတစ်ချက်ပြောပြခြင်းနေပေါ့နော်ဒါလေးအဲစုတောင်းနိုင်ပြဇာဆိုတာကဒါ personal လဲလုပ်လို့ရတယ်ဒါခုနက မိတ္တာရဖွဲ့ခြင်းရှိတယ်ကျွန်တော်ကဘာလဲဆိုတော့မုန်းဖဲ့ခြင်းရှိတယ်ပြီးတဲ့အခါ worship ရှိတယ်အဲ့ဒီထဲမှာမှ prayer ဆိုတာဆုတောင်းခြင်းရှိတယ်တူးချင်းဆုတောင်းရတာကတီးတန့်နောက်တနင်္လာနေ့လောက်မှာကျွန်တော်နည်းနည်းလေးသင်ကြားသွားဖို့ရှိပါတယ်အဲ့တော့ဆုတောင်းချိန်ပြကြရဆိုတာနံပါတ်1ကချီးမွမ်းကိုးကွယ်ခြင်းနံပါတ်2ကအပြစ်ဝင်ကြတောင်းပန်ခြင်းနံပါတ်3ကတိတ်ဆိတ်စွာဖြင့်အာယုံပြုနားထောင်ခြင်းနံပါတ်4က နာမည်တက်ပြီးတော့ဂျားဝင်ဆူတောင်းပေးခြင်းနံပါတ်5ကဆူတောင်းပတနာပြုခြင်းအမျိုးမျိုးပေါ့ဗျာနံပါတ်6မှာကနှုတ်ကပတ်တရားနှုတ်ကပတ်တော်ဖတ်ရှုဆင်ခြင်ခြင်းနံပါတ်9ကတချင်းစုချီးမွမ်းကိုယ်ပွဲပြန်နံပါတ်10မှာကဝန်ခံကြွေးကြော်ပြီးတော့ချီးမွမ်းမွေးဆွခြင်းပေါ့အဲ့တော့ဒါက personal time မှာကျွန်တော်လုပ်လို့ရတယ်ဆိုတဲ့ဟာလေးကိုနည်းနည်းလေးကျွန်တော်ပြင်ဆင်လာတာဖြစ်တယ်ဆူတောင်းခြင်းကကြတော့အကန့်တကန့်စီတိုင်းမှာ9မိနစ်အနည်းဆုံးအချိန်ယူပြီးတော့မှ ကို personal prayer မှာပေါ့နော်လှုပ်ဆောင်မယ်ဆိုရင်တော့တနေ့သားမှာမိနစ်40ဒီအတွက်ကိုကျွန်တော်ကအပြည့်ဝเนาะဒါအစင်လိုက်လေးပေါ့ဗျာကျွန်တော်လှုပ်ဆောင်နိုင်မှာဖြစ်တယ်เนาะဒါအာယုံပြုစုတောင်းတဲ့ချိန်ပေါ့နော်ဒါချီးမွမ်းနေဘုရားသခင်ကိုချီးမွမ်းကိုးကွယ်တယ်ပြီးတဲ့အခါမှာအပြည့်ကိုဝင်ချတောင်းမှာเนาะပြီးရင်ဒါ silent hour လို့ခေါ် silent ပေါ့နော်ဒါဟို personal time ပေါ့နော်အဲ silent လေးလုပ်ပြီးတော့မှဘုရားသခင်ကိုအာယုံပြုပြီးတော့ပြန်လည်နားထောင်ခြင်း ပြီးရင်ဂျားဝင်ဆုတောင်းခြင်းနာမည်နဲ့ပေါ့နော်နာမည်နဲ့တကွနမငါးကဆုတောင်းပနာမျိုးမျိုးနော်ဒါနိုင်ငံအတွက်တိုင်းနိုင်ငံအတွက်တင်းတော်အတွက်ပြီးတဲ့အခါမှာနှုတ်ကပတ်တော်ကိုပြန်ပြီးတော့ဖတ်ရှုဆင်ခြင်းခုနှစ်မှာကတချမ်းဆိုချီမွန်ကိုပဲနမရှိမှာကဖရာရဲ့ကောင်းမြတ်ကြောင်းကိုပြန်လဲဝန်ခံအဲ့ဒါကအကန့်တကန့်စီတိုင်းကိုအဲ့လိုအ ਨੇ ဆုံးပေါ့နော်ကန့်တကန့်စီတိုင်းကို5မိနစ်လောက်လုပ်မယ်ဆိုရင်ဒီခါက နော်၈ခုရှိတဲ့အတွက်ကြောင့်မိနစ်40မိနစ်40မှာကျွန်တော်ကလာအာယုပြုစုတောင်းဖျားနေတူကျွန်တော်လာချိန်တစ်ခုပေါ့နော်ဆိုတော့ဒီ fellowship နဲ့ဆက်စပ်ပြီးတော့ဒါလေးကိုပေးခြင်းနော် okay အဲ့တော့သူပဲကျေးဇူးတင်ပါတယ်ဒီကနေ့ကျွန်တော်တို့ရဲ့တမချမ်းသာတင် जा ခြင်းပထမနေ့ရက်မှာပေါ့နော်ကော်လော်တဲခန်းကြီးနေ့ပိုင်ငယ်9နဲ့အာနော်6နဲ့ခုံကိုကျွန်တော်ဒါအခြေခံပြီးတော့မှအာပြောတော့ပြီးတဲ့အခါမှာကျွန်တော်ခုနကနော်ဒီ ကနဦးအတင်းတော်မှာပြုခဲ့တဲ့ S ၄ခုပေါ့နော် sound in doctrine strong in fellowship strong in uh worship and then strong in prayer ပေါ့ဒီ community ပေါ့နော်ဒီအချက်၄ချက်ကိုကျွန်တော်တို့ဒီမှာသိလာကြားရဖြစ်ပါဆိုတော့ မနေ့ပြန် Sunday မှာလည်းပဲကျွန်တော်ဒါမိတ္တရဒီမှာတွေ့မယ်။တနင်္လာနေ့မှာအင်္ဂါနေ့မှာလည်းပဲကျွန်တော်တို့အားလုံးပေါ့နော်။ဒါမတူညီတဲ့ topic နဲ့ပြန်ပြီးတော့လေ့လာမယ်။တနင်္လာနေ့မှာကျွန်တော်တို့ခေါင်းစဉ်တစ်ခုဒါမှမဟုတ်နှစ်ခုပေါ်မှာခြေခံပြီးတော့မှဒီမှာချမ်းသာကိုလေ့လာသွားဖို့ရှိပါတယ်။အင်္ဂါနေ့မှာလည်းတော့မတူညီတဲ့ topic ပေါ့။ဆိုတော့ဒီနေ့နဲ့ဆက်ဆက်မှုရှိချင်မှရှိမယ်။ဒါပေမဲ့ခုနပြောလို့ဒီနေ့မရောက်လာနိုင်တော့သူတွေလည်းပဲအဲ့ဒီနေ့မှာလာရင်တော့အဲ့ဒီနေ့ကသင်ခန်းစာတည်တံ့လေးတစ်ခုပြန်ပြီးတော့ပေါ့နော်။ အာရတော့အောင်ကျောင်းကောင်းစင်လေးပြင်ဆင်ထားပါလေဆိုတဲ့အကြောင်းလေးအော်ဒီနေ့ရောက်လာတော့ယုံကြည်သူအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ဗျာ